ရုပ်ချော်တဲ့သူတွေကိုမုန်းတယ်လို့ပြောပြီးကိုရီးယားရဲ့အချောဆုံးမင်းသားကိုမှလက်ထပ်ခဲ့သူလေ။တောင်ကိုရီးယားမင်းသမီးလီနန်ယောင်နဲ့ဆွန်ယီချင်းတို့ဟာဆွေးတော့ရုပ်ရည်ချော်ရဲလုံးနဲ့မယ်ကြီးရဲ့တောင်ကိုရီးယားထိတ်တန်းမင်းသားတွေနဲ့လက်ထပ်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။သူတို့လူအုံလုံးကရုပ်ချော်တဲ့သူတွေကိုလုံးဝမချိုက်နိုင်ဘူးလို့ပြောခဲ့ကြပေမဲ့လည်းရုပ်ချော်လုံးနဲ့မင်းသားတွေနဲ့သာအကြောင်းပါခဲ့ကြတာဖြစ်ပါတယ်။မင်းသမီးလီနန်ယောင်ဟာဆွေးတော့ NBC ရဲ့ Infinite Talent မှာ တမောင်းနေတဲ့ရုပ်ချော်တဲ့သူတွေကိုခြိုက်နိုင်မယ်မထင်ကြောင်းရုပ်ချော်တဲ့သူတွေကိုခြိုက်မိရင်လှည့်စားခံရမှာကြောက်ကြောင်းကိုဖွင့်ရပြောဆိုခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့လည်း2015ခုနှစ်မှာမင်းသမီးလေးနဲ့ရောင်းကမင်းသားဝန်ပင်နဲ့လက်ထပ်ခဲ့ပါတယ်။ဝန်ပင်နဲ့လက်ထပ်တုန်းကဆိုရင်တော့ပရိသတ်တွေကလီနာရောင်းကရုပ်ချော်တဲ့သူတွေကို မုန်းတယ်လို့ပြောပြီးတော့ဘာဖြစ်လို့ဒီမင်းသားနဲ့လက်ထပ်ခဲ့ရလဲရုပ်ချော်တဲ့သူကိုလက်ထပ်တာဘာကြောင့်လဲဆိုပြီးတော့ဝေဖန်တာတွေကို ခံခဲ့ရပါတယ်။ တောင်ကိုရီးယားမင်းသမီးဆိုရင်ကျရဆိုရင်လေလူတယောက်ရဲ့ပုံမှန်သွင်ပြင်ကိုကြီးရွှေကြီးထားရှိရတဲ့သူမဟုတ်ကြောင်းသူမကောင်းမွန်စွာဆက်သွင်းနိုင်တဲ့သူကိုပဲရွေးချယ်မှာဖြစ်ကြောင်းသူမရဲ့ပုံစံကိုကြည့်ပြီးတော့ဘလို့ခံစားရလဲဆိုတာကိုမင်းရဲ့သူကိုပဲသဘောကျမှာဖြစ်ကြောင်းကို ဖွင့်ဟပြောဆိုခဲ့တဲ့သူလည်းဖြစ်ပါရင်ရုပ်ချောတဲ့သူတွေကိုမကြိုက်ဘူးလို့ဝန်ခံခဲ့တဲ့မင်းသမီးဆိုရင်ကျင်းကတော့ရုပ်ချောဆုံးမင်းသားတွေတည်းကတယောက်ဖြစ်တဲ့မင်းသားဟွန်ဘဲနဲ့လက်ထပ်ခဲ့တာပဲဖြစ်ပါရဲ့ရှင်။ video လေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှင်ပါတယ်ရှင်။